ဘလန်ဒီယောစုကကိုကျင်းသိခါပိုင်းထိခိုက်သွားပြီလို့ဆိုလာတဲ့ရာမဲရဖခင်ဘလန်ဒီယောစုပေးပွဲပြီးချိန်မှာထုံးစံအတိုင်းအသက်မြို့မြို့ထွက်ပေါ်လာပြန်ပါပြီ။မနေ့ကလည်းရူဒီရသွားတဲ့ချိန်မှာဗီနစ်ဆက်ဂျူနီယာမြင်ရတာကြောင့်အသက်မြို့မြို့ထွက်ပေါ်ခဲ့ပြီးတော့အတော်အတန်ကြာအောင်ပြောစရာဖြစ်ခဲ့ရပါတယ်။အခုလည်းလာမဲရာမဲရဖခင်ဖြစ်သူမူနီယာနက်ယော်ရီကသူ့ရဲ့သားက2025ခုနှစ်ဘလန်ဒီယောစုကိုရာသိမ်းခဲ့တယ်လို့အခိုင်အမာပြောဆိုလာပြီးတော့စုကိုလက်လျူရှုခံရတာကကြီးကြီးမားမားထိခိုက်စရာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်ရှင်။ဒီနေ့လာနေညကကျင်းပခဲ့တဲ့စုပေးပွဲမှာပြည့်ချည်အသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ဥစမန် တမ်ဘီလီကလာမင်ရာမယန်ကိုကြော်ဖြတ်ပြီးတော့မဲအများဆုံးနဲ့ရရှိခဲ့တာဖြစ်ပါတယ်။တမ်ဘီလီကရာမဲလိုပဲဘာစီလိုနာအသင်းကိုပြည်တော်မှအောင်မြင်မှုတွေများစွာရရှိစေဖို့အတွက်ကူညီပေးခဲ့သူပါ။ဒါပေမဲ့တမ်ဘီလီကတော့ချန်ပီယံလိဂ်မှာပါပီအက်ဂျီအသင်းကိုပိုဆွေးအောင်ကူညီပေးနိုင်ခဲ့တာကြောင့်ဆူပလာအောင်မြင်မှုပိုင်းကိုရှင်မဲ့ဆိုရင်ရာမဲထက်အနည်းငယ်တပန်းပိုသားနေတယ်လို့ဆိုနိုင်ပါတယ်။တူချင်းစွမ်းဆောင်ရည်ကိုပြောမယ်ဆိုရင်တော့တမ်ဘီလီကပြီးခဲ့တဲ့ရာသီကပြိုင်ပွဲစုံမှာ35ကိုသွင်းပြီးတော့14ကိုဖန်တီးပေးခဲ့ပါတယ်။ရာမဲကတော့16ကိုသွင်းပြီး22ကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီကမ္ဘာလုံးက လုံးပရိသတ်အများစုအပြင်ဂျာနယ်လစ်တွေကရာမစ်ထက်ဒမ်ဘီလီကစုနဲ့ပို့ပြီးတော့ထိုက်တန်နေဆိုပြီးတော့တွေးကြပုံပေါ်ပါတယ်။ဒါပေမဲ့ရာမစ်ရဲ့ဖခင်ကတော့သားဖြစ်သူပတ်မှာပဲအပြည့်အဝရှိနေပါတယ်ရှင်။ Next Rowe ကပွဲခမ်းနာမှာသတင်းတောက်တွေနဲ့တွေ့ဆုံတော့ကတော့လာမယ့်နှစ်မှာသူသားစုရမယ်လို့ပဲဖြစ်သိပြောဆိုခဲ့ပေမဲ့အဲဒီနောက်မှာတော့စပိန်သတင်းဌာနတခုကိုဗီဒီယိုကောခေါ်ပြီးတော့အခုလိုပြောဆိုခဲ့ပါတယ်။ ဒါကအကြီးမားဆုံးစုခိုးယူခံရတယ်လို့တော့ကျွန်တော်မပြောချင်ဘူး။ဒါပေမဲ့လူသားတအူးရဲ့စိတ်ဓာတ်ကိုထိခိုက်စေတဲ့လုပ်ရပဲ။လာမရမေကလက်ရှိကမ္ဘာအကောင်းဆုံးကစားသမားပါ။ဒီစကားပြောတာကကျွန်တော်သားဖြစ်နေလို့ပြောတာမဟုတ်ပါဘူး။သူကိုယ်တိုင်ကတကယ့်ကမ္ဘာအကောင်းဆုံးဖြစ်နေလို့ပါ။အခုချိန်မှာသူ့ကိုရှင်နိုင်တဲ့ပြိုင်ဘက်မရှိဘူးလို့ကျွန်တော်ထင်တယ်။လာမင်းကလာမင်းပါပဲ။ဒီမှာထူးဆန်းတာတစ်ခုခုဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ပြောရပါမယ်။လာမယ့်နှစ်မှာတော့ Blondio စုကစပိန်သားရဲ့လက်ထက်ကိုရောက်ကိုရောက်ရပါလိမ့်မယ်ဆိုပြီးတော့ Nes Rawi ကပြောကြားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ Joan Laporta ကတော့ ရာမေရရှိခဲ့တဲ့စုအကြောင်းကိုပဲထောက်ပြချီးကျူးသွားခဲ့ပါရရှင်။လာမေဒုတိယအကြိမ်ကိုပါစုရရှိခဲ့တာကိုကျွန်တော်တို့အထူးပြောရမှာပါပဲ။အဲ့ဒါမျိုးကိုအခုချိန်ဒီဘယ်သူမှမလုပ်နိုင်သေးပါဘူး။ဒီစုကသူ့ကိုဘလွန်တီအော့စုရဖို့အတွက်အလှုပ်ဆောင်မှုဖြစ်စေမယ်လို့ကျွန်တော်ယုံကြည်တယ်။သူမှကောင်းမွန်တဲ့ဤမှတ်ချက်ရှိပါတယ်။ဒီနေ့မှကျွန်တော်တို့မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ပေမဲ့မဖြစ်မြောက်ခဲ့ပါဘူး။သူဘယ်နှစ်ချိန်စုရမလဲဆိုတာကတော့အချိန်ကသာစကားပြောပါလိမ့်မယ်ဆိုပြီးတော့လာပေါ်တာကပြောဆိုခဲ့တာဖြစ်ပါရရှင်။ကျေးဇူးတင်ပါတယ်။